အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးလည်းမင်္ဂလာပါဆိုတော့ Spain ဘောလုံးဖွဲ့ချုပ်ကနေဒါသူတို့နှစ်စဉ်နှစ်စဉ်ကျင်းပနေတဲ့ Spain Super Cup ပြိုင်ပွဲပေါ့လေ Spain Super Cup က La Liga Champion Copa Champion La Liga ဒုတိယ Copa ဒုတိယဆိုပြီးတော့ပုံမှန်အားဖြင့်အဲ့၄သင်းကို ဒါဆော်ရီအာရေဗီယာနိုင်ငံမှာဆီမီဖိုင်နယ်နှစ်ပွဲကံဖိုင်နယ်တစ်ပွဲကံသုံးပွဲကျင်းပတဲ့ပုံစံနဲ့သူတို့လုပ်လို့ရှိတယ်။အဲ့စူပါကပ်ကိုစပိန်ကဒါဥရောပပြင်ပဒီဆော်ရီမှာကျင်းပတဲ့အတွက်ကြောင့်သူတို့လည်းဒါအကျိုးမြတ်အများကြီးရတယ်။ဒီနေ့ကိုတန်း40လောက်ထိသူတို့ဝင်ဝင်ရှိထားတဲ့အချိန်မှာဒီနေ့စူပါကပ်ပွဲစဉ်လေးကိုထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။အဲ့စူပါကပ်ပွဲစဉ်လေးမှာကျွန်တော်တို့မပြောလင့်ထားတာထက်ကိုပို့ပြီးတော့ခါတိုင်းလိုပဲအဓိကတော့ဗျာဒီပြိုင်ပွဲမှာအသင်းကြီးချင်း ဒါစိတ်ဝင်စားစရာအခြေအနေမျိုးဖြစ်နိုင်အောင်ပဲဒါစဉ်းစားစီစဉ်ထားပုံရတယ်ဆိုတော့အခု လာလီဂါမှာရယ်မက်ဒရစ်နဲ့ဘာစလိုနာကပဲရက်ကန်နောက်ထပ် final သဘောမျိုးပဲစပိန်စူပါကပ်ကိုတရားဝင်ထုတ်ပြန်ကြေညာတဲ့အချိန်မှာဘာစလိုနာအသင်းကအက်သလက်တစ်ကလပ်ဘီဘာအိုနဲ့ကံမယ်ရယ်မက်ဒရစ်ကအက်သလက်တီကိုမက်ဒရစ်နဲ့ကံမယ်ဆိုပြီးတော့ပွဲစဉ်ထွက်ပေါ်လာပြီ ဝက်စင်တွေကိုလာမယ့်ဇန်နဝါရီပေါ့လေ2026ခုနှစ်ဇန်နဝါရီ9ရက်ကနေ17ရက်နေ့ထိဆော်ဒီအာရေဗျာနိုင်ငံဒါဂျက်ဒက်မှာကျင်းပမှာဖြစ်တယ်ဆိုတော့ပုံမှန်အဖြစ်ကလာလီဂါရဲ့ချန်ပီယံရယ်ပြီးတော့ကိုပါမရိကိုပါအမရိဒီကိုပါဒရိဒုတိယနဲ့လာလီဂါဒုတိယနဲ့ကိုပါချန်ပီယံတွေ့တယ်ဒါပေမဲ့မနစ်ကတော့ကလာလီဂါမှာဘာဆိုနာချန်ပီယံဖြစ်တယ် ကိုပါတယ်ရီမာလေးဘာဆိုနာချန်ပီယံဖြစ်တယ်။တခါလာလီဂါမှာဘာဆိုနာချန်ပီယံဖြစ်ပြီးရယ်မက်ဒရစ်ကဒုတိယရတယ်။ကိုပါမှာလည်းဒုတိယရတဲ့အတွက်ကြောင့်ဒါဒီလိုမျိုးခါတိုင်းပုံမှန်ဖော်မြူလာလို crossing သွားပြိုင်လို့မရဘူး။ဆိုတော့ရယ်မက်ဒရစ်နဲ့ဘာဆိုနာကဟိုဘက်နှစ်ခုလုံးဒီဘက်နှစ်ခုလုံးမှာပါရဲကြောင့်သူတို့နှစ်ခုခွဲပြီးတော့ Athletic Club နဲ့ဒါ Atletico Madrid ကိုမဲနိုင်တဲ့အခါမှာ အဆင့်3ရတဲ့အတလက်ကိုမတွေ့ကအဆင့်2ရတဲ့ရယ်မတွေ့နဲ့တွေ့ပြီးတော့အဆင့်4ရတဲ့လာလီဂါ4ရတဲ့အတလက်တီကလပ်ကဘာဆိုလိုနာနဲ့တွေ့တယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့အတလက်တီကိုမတွေ့နဲ့ဘာဆိုလိုနာလားရယ်မတွေ့နဲ့ဘာဆိုလိုနာလားဆိုပြီးတော့စပိန်စူပါကပ်ထွက်လာမယ်ဒါဆော်ဒီမြေမှာဘာပဲဖြစ်ဖြစ်သူတို့ပြိတက်တီကတော့အက်ကလစီကိုထပ်ပြီးကြီးချင်တာပေါ့လေဒီပြိုင်ပွဲကလည်းပြောပြောမို့ဒီ reset လေးမှာတော်တော်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့ပြိတက်တီကို fail မဖြစ်တဲ့ပြိုင်ပွဲဗျအခုကျွန်တော်တို့ဗျ ဒီ Space Super Cup ကိုကျွန်တော်တို့ Saudi Arabia ကနေကျွန်တော်စပြီးကျင်းပတဲ့၄သင်း format ကိုကျွန်တော်စပြီးကျင်းပတာ2020ခုနှစ်မှာစကျင်းပတယ်။အဲ့ကျင်းပတဲ့အချိန်မှာ COVID ကာလ2021မှာ Spain ပြည်တွင်းမှာပဲကျင်းပပြီးတော့ဂျန်နဲ့နှစ်တွေအားလုံးကို Saudi မှာဆက်ပြီးကျင်းပတယ်။ပထမကြိမ်ကျင်းပတဲ့ပြိုင်ပွဲမှာဒါ Real Madrid အသင်းက Atletico Madrid ကို penalty shootout မှာ၄ဂိုးတကုတ်နဲ့နိုင်တယ်။အဲ့တော့ကမမရရ Evero Morata လွတ်ထွက်သွားတဲ့အလုံးကို ျွန်တော်ထင်တော့ဟိုဗေဗာလေးတင်နေဖြတ်ရိုက်လိုက်တယ်ဗျာအိုက်ကနေမှဒီပယ်နတီမှာရင်းမတွေ့နိုင်သွားတယ်21 22ကြာတော့ဒါစပိန်မှာပဲလုပ်တယ်ဘာကြောင့်လုပ်လဲဆိုတော့အိုက်တုံးကကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်21မှာအိုက်တုံးကအက်သလက်တစ်ကလပ်ကဘာဆိုနာကိုအချိန်ပုံမှာ3-2နဲ့နိုင်ပြီးချန်ပီယံဖြစ်တယ်22ကြာတော့စပိန်ကိုပြန်ရောက်သွားပြီးတော့စပိန်ရောင်ဖြစ်တယ်ဆော်ရီကိုပြောင်းပြီးတော့ရီယယ်မှာလုပ်တဲ့အခါမှာရီယယ်မက်ဒရစ်ကအက်သလက်တစ်ကလပ်ကိုအက်သလက်တစ်ကလပ်ကို2-0နဲ့နိုင်ပြီးတော့23မှာ ဘာဆိုနာကရယ်မက်ဒရစ်ကို3-1နဲ့နိုင်နေဟို24တုံးကရယ်မက်ဒရစ်ကဘာဆိုနာကို4-1နဲ့နိုင်ပြီးတော့ 25မှာတော့ဘာဆိုနာကရီယယ်မက်ဒရစ်ကို4 5 2နဲ့နိုင်တယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ရီယယ်မက်ဒရစ်ဘာဆိုနာဘာဆိုနာရီယယ်မက်ဒရစ်ဆိုတော့အဲအဲကလာစီကိုဖိုင်နယ်ကိုနောက်ဆုံး3နှစ်ပေါ့လေ23 24 25 25မက်ဒရစ်ကတစ်ချိန်နိုင်တယ်ဘာဆိုနာကနှစ်ချိန်နိုင်တယ်တိုက်ဆိုင်တာကအိုက်ပွဲတွေမှာဂိုးတွေအပြန်အလှန်သွင်းတာပထမတစ်ချိန်ရီယယ်မက်ဒရစ်နိုင်တော့က3 1နဲ့နိုင်တယ်ဒါရီယယ်မက်ဒရစ်အဲ့တုန်းက3 1ဘာဆိုနာက3 1နဲ့နိုင်တယ်အဲ့တော့မှတ်မှတ်ရ3 0နိုင်ပြီးတော့မှဒီဘန်ဇီမာတစ်လုံးပြန်ချီလို့3 1 ိုက်ပွဲဖြစ်တယ်ပြီးတော့နောက်ပွဲကျတော့ရီမက်ဒရစ်က4-1နဲ့ပြန်နိုင်တယ်။နောက်ဘာဆိုနာကဒါ5-2နဲ့မနစ်ကနိုင်တယ်။မနစ်ကပွဲဆိုလည်းတော်တော်လေးဒီစပိန်စူပါကပ်ကမက်ဒရစ်က7ချိန်ရထားတယ်။ဘာဆိုနာက15ချိန်ရထားပြီးတော့အက်တလက်တစ်ကလပ်က3ချိန်တီကိုက2ချိန်ရထားတယ်။ဆိုတော့ပွဲစဉ်တွေကိုကျွန်တော်တို့အခုဒီတစ်ခေါက်ကကျက်တက်မှာကံပါပေါ့လေ။ပုံမှန်အဖြစ်ကရီယယ်မှာကံရတာနေဒီတစ်ခေါက်ပြောင်းလိုက်ပြီ။ဒါပေမဲ့ဆော်ဒီမှာပဲဖြစ်ပြီးတော့ Athletic Club နဲ့ Barcelona, Real Madrid နဲ့ Atletico Madrid ရဲ့ Madrid Derby ပွဲရှိတယ်။ဆိုတော့ semi-final နဲ့ final ဒီလိုမျိုးကျင်းပမှာဖြစ်တဲ့ကြောင့်ဒီနေ့ပြိုင်ပွဲကတော့ပေးသက်တဲ့အတွက် နောက်ထပ် interesting ပြိုင်ပွဲပေါ့လေဆိုတော့26ပြိုင်ပွဲကိုကျွန်တော်တို့အခုလောလောဆယ်မှာဒါ January 9ရက်ရှိရနေ့မှာ Barcelona နဲ့ Athletic Athletic Club Bilbao ပြီး9ရက်ရှိရနေ့မှာပဲ Real Madrid နဲ့ Atletico Madrid ဒါပြီးတော့မှ final ပေါ့လေ Barcelona ပွဲအရင်စမယ် Real Madrid နဲ့ Madrid Derby ကဒုတိယပွဲစပြီးတော့ final ကိုတော့ကျွန်တော်ကျင်းပမှာက January 17ရက်နေ့ပေါ့လေဆိုတော့ Spain Super Cup ကတော့ဒါပြိသက်တွေအတွက်နောက်ထပ်စိတ်ဝင်စားစရာပွဲဖြစ်အဲ Classico Madrid final ပွဲဖြစ်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်